မင်္ဂလာပါရှင်။ဆီယာမကြီးမဝင်းမြင့်ရေးသားထားတဲ့ရေပြအိမ်မဇလန်းများဆိုတဲ့စာအုပ်မှရေပြအိမ်မဝစ်လေသူဆိုတဲ့အပိုင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ရေပြအိမ်မဝစ်လေသူ ွက်လေတက်သည်ဇူဒီကိုယုံကြည်ကြောင်း မခင်ရွှေကပြောသောအခါအဖွားကြီးသည် မနေက ပြောပြမည်ဟုဂတိရှိထားသည့်အတိုင်မခင်ရွှေထောင်းပေးသောကွန်းကိုတမျိုးမျိုးဝါရင်ပြောပြနေသည်ကို မခင်ရွှေကလည်းစိတ်ဝင်စားစွာနားထောင်ရင်းသူရေးမက်လေမြေကဲ့သို့စတင်ရေးသားရမည်ကို စိတ်ထဲကစီစဉ်နေလိုက်သည်ဤရေးပြအင်ရွာမှာနေထိုင်ကြသူတွေသည်ဘိုးစင်ပေါင်းဆက်မှစတင်ပြီးဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်ကြသူတွေကြီးသားဖြစ်ကြပါလျက် တယောက်တော်သူကဘဲကောင်းနေတဲ့မှာစုံပြူပါသလိုရေပြအိမ်ရွာတွင်စုံပြူပြီးထူထူခြားခြားထွန်းနေသည်သူက အသက်အစိတ်များသာရှိသေးသူ မောင်လူခင်ဖြစ်သည် ထိုစဉ်အချင်းကမောင်လူခင်ဤမိဘတွေသည်စင်းနောင်စင်ရဲတွေကမဟုတ်ဘဲစားနိုင်တောက်နိုင်ကြွေကင်းမိကင်းအခြေအနေမှာရှိကြသည်ထိုကြောင့်မောင်လူခင်ကိုဒဲတဲမစင်းစေပဲရေပြအိမ်ရွာကိုနယ်လက်ဆင်းလာတတ်သောဖျားထုခဲမြို့အုံမင်းလို့ မင်းဆိုးရစာအဖြစ်မြင်ကျင်ကြသည်ကိုရင်စံနှင့်အတူရွာလောကတကြောင်မှ လေတန်းအောင်သောအခါမြို့ချောင်းတို့ပို့ပြီးပညာဆက်တင်စေသည်မိဘရိအချီနေကြောင်းကိုရင်စံကကြောင်းမနေနိုင်တော့ပဲကြောင်းထွက်လာခဲ့တော့လေမောင်လူခင်ကမြို့ချောင်းမှပင်ကြံခဲ့သည်သို့သော မောင်လူခင်ကပညာကိုစူးစမ်းတင်ကြားနေခဲ့သည်မဟုတ်ဖဲမိဘရိကငွေကြီးမချွငင်အောင်ထောက်ပံ့နိုင်သည်ကိုအခွင့်ကောင်းယူပြီးစာကိုဂယူမဆိုင်ပဲ ကြောင်ဆွေဆွေလူဆွေဆွေနေသူဖြစ်သည် အသက်20ရဲဝင်လာသည့်တိုင်အောင်ကျောင်းစာကိုခုနှစ်တန်းပင်မအောင်သည်သို့သောချစ်သူရေးစားကရှိနေပြီဖြစ်သည် မောင်လူခင်ဤချစ်သူကမျိုးသူလေးမခင်ညွန်းဆိုသူဖြစ်သည် မခင်ညွန်းသည်မောင်လူခင်စာတင်နေသောကျောင်းနှင့်မျက်နှာချင်းဆိုင်အိမ်မှနေထိုင်သောမိမပြိုလေးဖြစ်သည်မိဘမရှိပေအကူရောင်မကိုအာကိုပြီးနေထိုင်ရသည်ဖြစ်သောကြောင့်သူနှင့်ရဲသူတွေကျောင်းနေကြတော့လေမခင်ညွန်းကကြောင်းမနေနိုင်ရှာကြီး အခုနှစ်ရောင်မကြီးသားလေးအောင်အိမ်လုံးကိုမနာတမ်းလုပ်နေရသူလေးဖြစ်သည်စိတ်ဆင်းရဲကိုဆင်းရဲနေရသောအခါမခင်ညွန်းသည်လွမြောက်ရာလမ်းစားကိုရှာကျင်လာသည်ထိုအခါချော်မော်လှပသောမခင်ညွန်း၏ရုပ်ရည်ကိုသဘောကျနေသော မောင်လူခင်ကချစ်စကားဆိုလာသည်အခုနှစ်ရောင်မ၏စကွင်းကလွတ်ချင်နေသောမခင်ညွန်းကလည်းမောင်လူခင်မြတ်တာကိုလက်ခံလိုက်သည်ထိုကြောင့်ចောင်းစာခုနှစ်တန်းကိုတပုံပုံကျနေသောမောင်လူခင်တယောက် ကြောင်းပိ၍ရွာသို့ပြန်လာသောအခါပညာမဆုံးသောလေကျင်ရာဆုံးလာသည် ဖြူဝင်းသောအသာတိမ်မွေသောဟံမူရာချော်မောလှပသောရုပ်ရည်ဖြင့်ချစ်စရာကောင်းသောမြို့သူလေးမခင်ညွန်းကိုမောင်လူခင့်မိဘနှင့်ညီအကိုမောင်နှမများကကိုချင်းစာစေးဖြင့်ကျင်ကျင်နာနာပင်ဆက်ဆံကြပါသည်မခင်ညွန်းအနေဖြင့် သူဘဝသည် မောင်လူခင်သားလင်းအားကိုးရာဖြစ်ကြောင်းစဉ်းစားမိသည့်အလျောက်မယားဝတ္တရာကြည်ရွံ့စွာပြုစုလုပ်ကိုင်ပေးသည် ရောက်ခမများနေရောင်မများခဲအိုများကိုလည်းချစ်ခင်နှစ်သက်အောင်ပြုမူနေထိုင်သောကြောင့်အာလုံကပင်မခင်ညွန်ကိုချစ်ခင်ကျင်နာကြသည်အိမ်အောင်ကြပြီဖြစ်သောမောင်လူခင်ကိုမိဘများက ကြောင်ဆက်မထားတော့ဘဲလေလုံငန်းမှာဝင်လုခိုင်းသည်ကောင်းကောင်းဝေးကောင်းကောင်းစားကြော့ကြော့မော်မော်လေးနေလာခဲ့သောမောင်လူခင်သည်လေရအလုပ်ကိုမျက်စိကမြင်တော့လေကိုယ်တိုင်ဝင်လို့ရန်စိတ်ကူးထဲမှာပင်မထစ်ခဲ့သောကြောင့်ပင်ပန်းသည်ခက်ခဲသည်နေပူမိုးရွာမရှောင်လောက်ရသည်ကို နည်း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 မစင်စားခဲ့ချင်။ယခုကိုတိုင်းဝင်လို့ရန်မိဘများကခိုင်းတော့ကြောင်းမလွဲသားရေးဝင်လို့တော့အခါလုံဝမလုံနိုင်မလုံတက်ချင်။သူကိုခိုင်းရပါမည်လားဟုမိဘတွေကိုစိတ်ဆိုးသည်။သုံးမုံစူဆောင်းသည်။ထိုအခါမင်းဒီလိုအပင်မမခံချင်။ဘာကြောင့်စာကိုမကြိုးစားပဲမိမယူလာခဲ့လဲ။တားနဲ့မရနဲ့ဖြစ်လိုက်သားစာမရစာလုတ်ကန်ရှာခွေရမှာပေါ့ဘသူကမင်းကိုထမင်းပွဲရှိရောက်တသက်လုံးကြွေးထားနိုင်မှာလဲ ။အိုးမိဘတွေကမြည်တွန်ကြသည်။လဲအလို့ကိုတက်အောင်တင်ရမည်၊လုံရမည်ဟုအတင်အကျပ်တင်ကြခိုင်းစေကြသောအခါမောင်လူခင်သည်တွေ့မနိုင်တော့ဂျီကိုမိရှုသည်ဟူသောစကားအတိုင်းသူ့ဘက်ကလန်လွဲ၍မိဘတွေကိုမလွန်ဆန်ဝင်သောအခါမယားဖြစ်သူမခင်ညွန့်ကိုမဲလီတော်သည်။နင့်ကိုယူခဲ့မိလို့ငါဒီလိုအလုတ်ကျန်းတွေကိုပင်ပင်ပန်းပန်းလုံနေရတာဟူ၍၎င်းငါလူပြိုဘွားနဲ့သာနေသုံးကျင်တိုင်းသုံးစားကျင်တိုင်းစား ဘာမှမလုပ်လဲဘသူကမှမစုဘူးနင့်ကိုယူခဲ့မိလို့ဒီလိုဖြစ်ရတာဟူ၍၎င်းနင့်ဘာအသုံးကြတယ်မြို့သူလဲဘာမှအကူအညီမရဘူးငါတို့ရွာသူသားဆိုရင်ဒီလိုအလုပ်မျိုးကိုငါကိုယ်တိုင်ဝင်လို့ဆရာမလိုဘူးငါဘလောက်တက်တာလိုက်မလဲအခုတော့လေထဲမှာငါကတပင်းတပန်းလှုပ်ရတယ်နင်ကတော့အိမ်ထဲမှာစီးစိမ်ရှိရှိနဲ့ထိုင်းနေတယ်ဟူ၍၎င်းမခင်ညွန့်ကိုအချိန်ရှိသေး၍ရံလို့ပြောဆိုနေသည်မခင်ညွန့်ခမမောင်လူခင်ပြောသလိုအိမ်ထဲမှာစီးစိမ်ရှိရှိဖြင့် ထိုင်မနေရရှာပါလေထဲမစင်ရတော့လေချက်ပြူဖူလျှော်တအိမ်သားလုံးကိုထမင်းပွဲရှိရောက်ကျွေးလေထဲကိုထမင်းလိုက်ဖို့အိမ်တန်ရှင်ချင်းဖြင့်မအားနိုင်အောင်လုပ်နေရသည်ဤရထဲကအချိန်ရလင်ရသလိုပြေးပြီးရေခတ်လိုက်ရသည်သည် နွားတင်းကုတ်ကိုတန်ရှင်ရသည်သည် မခင်ညွန်ဘက်ကတာဝင်ကြည်ဒီကိုမောင်လူခင်မိဘတွေကတီးကြသောကြောင့်ချွေမလေးကိုကျင်နာစေဖြင့် မောင်လူခင် အလုတ်ကျိုးစားအောင်ဖိခိုင်းနေကြခြင်းဖြစ်သည် သို့သောမောင်လူခင်မိဘတွေ၏စေတနာသည်မောင်လူခင်အဖို့ဝေဒနာလိုဖြစ်နေသည်စိတ်မချမ်းမသာဖြင့်ဒဲဒဲဆင်းလာခဲ့သောမောင်လူခင်သည်သူတို့ရွာသူကောက်စိတ်သမားလေးမအေးမင်းနှင့်အထူးယဉ်နီသွားသည်မအေးမီကမွေကလေးကဒဲဒဲဆင်းလာခဲ့သူဖြစ်သောကြောင့်လေအလုတ်ကို အရေးကြိုးတောက်ထားသူဖြစ်သည် မောင်လူခင်ကိုလေထဲမှအများကြီးအကူအညီပေးနေသည်ထို့ကြောင့်မောင်လူခင်ကလည်းသူတက်တော့အောင်ကုညီလောက်ကင်ပေးနေသောမအေးမီကို အထူးစိတ်ဝင်စားလာသည် မအေးမင်းနဲ့အတူလေထဲမှာနေရသည့်အချိန်တွေမှာပျော်ရွှင်စိတ်ပေါ်လာသည်။ကိုကြီးလူခင်ကတင်းပေါ်မှာထိုင်နာနေစမ်းမှာကိုကြီးအခုလောက်ရမယ့်အလုပ်လောက်ကိုအေးမေတို့ကအသာလေးလုံနိုင်တယ်။ဟူသောစကားကိုပြောပြောဆိုဆိုဖြင့်မောင်လူခင်ကိုပိုင်စိုးပိုင်နဲ့လက်ဆွဲခေါ်ကကတင်ရိုးပေါ်မှာအထိုင်ခိုင်းခြင်းအမေကိုကြီးလူခင်တော်တော်မောနေပြီပဲအေးမေတနာလိုက်တာကိုကြီးလူခင်ရဲ့မှန်ချွေးတွေကိုအေးမေတုတ်ပေးစမ်းမယ်ဟူပြောက ူဦးကောင်းမှာပတ်ထားသောတပတ်ဖြင့်မောင်လူခင်ကိုရဲရဲကင်တွေကချွေတုပ်ပေးခြင်းကုကြီးလူခင်အတွက်လေဒီနေ့အေးမီစားစရာလှုပ်လာတယ်ရော့အမောပြေလေးစားလိုက်ပါအောင်ဟုပြောကခွန့်ကြွေးတော်မိဟန်မျိုးဖြင့်ယူယူရရကျွေးမွေးခြင်းတို့ကိုမောင်လူခင်များစွာသာယာနေသည်မအေးမီကမောင်လူခင်တို့လည်းမကောက်ဆိုင်ငါထားသော လုံမပြိုဖြစ်ပြီးရုပ်ရည်မှာမခင်ညွန့်လို့မဟုတ်အသားညိုသည် ဖွင့်ထွားသော ကုလုံးကိုယ်ရေဖြင့်ဗလကောင်းသည် မျက်နာကကြည်ပျော်ရှူပျော်များသာဖြစ်သည်လေလုတ်ကိုတွက်လက်ဖြက်လက်စွာလုတ်ကိုက်နေပုံက အာမန်ပါလာသည် မခင်ညွန်းကနှုတ်နဲစကားနဲ့အေးအေးနေတတ်တော်လဲမအေးမီကမောင်လူခင်ကို မပြင်းရရအောင်တီတီတာတာပြောဆိုတတ်သည်ထိုကြောင့်နေစဉ်လေထဲမှာတွေးဆုံနေရသောမအေးမီကိုမောင်လူခင်ကဆွဲလန်းစိတ်ပေါ်လာသည့်ကြောင့်ယခင်က လေထဲဆင်းရမီကိုတိမ်မင်းပြီသွားရတော်မီလောက်တွန်ဆုတ်နေခဲ့သော မောင်လူခင်တယောက် ခုအခါလေထဲကိုမသွားဘဲမနေနိုင်အောင်ဖြစ်နေသည်မအီမီကမောင်လူခင်မိမမရမီကပင် စိတ်ထဲကတိတ်တဆိတ်ကြိတ်ပြီးရီမန်းနေခဲ့ဘူးသည်အခြေနေချင်းကကြွားချရာမှာနီးစပ်ရန်ကလည်းမဖြစ်နိုင်သောကြောင့်ဟန်မပြတ်နေထိုင်လာခဲ့သည်ယခုမောင်လူခင်မိမရလာသောကြောင့်လေထဲကိုမစင်းလင်မဖြစ်သောအကြောင်းကပေါ်လာသောအခါငိုရှိုးနေခဲ့သောမအီမီ၏ရီမန်းချက်ကြီးကမျောလင်းချက်ရောင်ကြီးတန်လာပြန်သည်မျောလင်းချက်ရောင်ကြီးလင်းသည့်ထက်လင်းလာအောင် ောင်လူခင်အချင်းကြီးကလည်းဖန်တီးလာသည်ထိုအခါပါနဲ့သောမအီမီကမောင်လူခင်ကိုချော့မြူကျုံသွင်းလိုက်သောအခါစိတ်ဓာတ်ပျော်ညံ့သော မောင်လူခင်တယောက်မအီမီထောင်းသောညွတ်ကွင်းထဲကိုတဲ့တဲ့ဝင်းမီလျက်သားဖြစ်သွားတော့သည် သူတို့နေရာလေထဲမှာကြည်နူးနေကြသည်ကိုလုပ်ပေါ်ကံပဲတွေကတည်ကြသည် သို့သော အမုန်းမခံရဲကြမပြောရဲကြထမင်းပြန်ယူသည် လူငါအစ်မပြေသည့်အခါမခင်ညွန့်သည်လေထဲကိုထမင်းလိုက်ပို့သည် ထိုအခါလေကတဲ့ရိုးပေါ်တွင်ကြည်နူးနေကြသောမအေးမင်းနှင့်မောင်လူခင်တို့ကိုမျက်လုံးဖြင့်တတ်အံ့မြင်သည်။သို့သောမောင်လူခင်ကဥအောင်အောင်ောက်မမဲလိုက်သည်။အပြေရှာပြီးစူပူဆဲဆူလိုက်သည်။မခင်ညွဘာမှမပြောရဲတော့ထမင်းတောင်ချပေးထားခဲ့ပြီးပြန်လာခဲ့ရသည်။တလန်းလုံးကြာလာသည့်မျက်ရည်တွေက လေခွက်ထဲမှရှိနေသည့်မိုးရည်တွေထပ်ပင် များပေလိမ့်မည်။အစာပထမသော မောင်လူခင်မိဘတွေက တာကိုဆုံးမစကားပြောကြပါသေးသည် သို့သောတောတဘာဝတောသူတောင်းသားတို့နှစ်သက်သောအရေးချင်းကမအေးမီမှာအပြေဝရှိနေသည် လေယာလုပ်ငန်းခွင်မှာလုံဝသုံးမရသော မောင်လူခင်ကို လေယာလုပ်ငန်းခွင်မှာအစာဆုံးမျက်နှာလွှဲရသောမအေးမီလိုမိမမျိုးလက်ထဲထားမှတဘာဝကြမီကို တွေ့မိလာသည်မခင်ညွတ်ဆိုသူမျိုးသူလေးကရုတ်ရည်ချုံမောဒီကလွယ်ပြီးလေယာထဲမှာသုံးမရမခင်ညွတ်လုံနိုင်သောအဝိမီးဘူးထိုးခြင်း ဥခွက်ပကံပြောင်းစင်တန်ရှင်းအောင်စီကြောခြင်း၊ကြံပြင်ကိုပြောင်းအောင်တိုက်ချွတ်ခြင်း၊ဟင်အမျိုးစုံချက်တတ်ခြင်း၊ပျော်ပြောင်းတိမ်မွေးယဉ်ကျေးခြင်းတို့ကတောသူတောင်သားတွေအဖို့အရေးတကြီးလို့သောအရေးချင်းမျိုးမဟုတ်။ထို့ကြောင့်မောင်လူခင့်မိဘတွေသည်သူတို့နှစ်သက်သော အရေးချင်းပြေဝါသူမအေးမင်းနှင့်တာဖြစ်သူတစ္ဆာနန်းနေကြသည်ကိုဘာမှမပြောကြတော့ခြင်း။ထို့အကြောင်းနှင့်ပတ်သက်ပြီးတိုင်ကြားလို့သောလေတံမျိုးမခင်ညွတ်နှုံမှထွက်လာလင်။ညီလင်ကိုစိတ်မချရင် လေလုတ်ကိုအေးမီလိုလှုပ်ဆန်းညီးတာလေလုတ်ကိုအေးမီလိုမျက်နှာလွှဲထားလို့ရရင်ညီးလင်နာကိုအေးမီသာမဟုတ်ဘူးဘယ်ကောင်မှကက်ရဲမှာလဲဥတော်စကားမျိုးဖြင့်ပိတ်ပစ်တတ်သောအခါမခင်ညွန်းသည်ပျော်၍အကြောင်းမထူတော့ကြောင်းကိုကောင်းကောင်းကြီးတီးလိုက်လိမ့်ပြီထိုအချိန်မှာမခင်ညွန်းတွင် ကိုဝင်ကတော်တော်ပင် ရင်နေလိမ့်ပြီမိဖွားရန်နီးကပ်နေပြီဖြစ်သောကြောင့်ကိုဝင်ကြောင့်အိမ်အလုတ်ကိုအရင်ကလိုစိတ်ငါအောင်မလုပ်နိုင်ရှာတော့ကြီး ငွေဖွားရန်အတွက်ကိုဘာမှကြည်ပြူစီမံပေးခြင်းမရှိသည့်အပြင်ညုံညင်သောလေဆံတွေပင်ထွက်နေကြသည်လင်းတမျက်နှာတရွာထင်းပြီးအာကိုတကြီးဖြင့်မောင်လူခင်ကိုမိဖွားရေးကိစ္စတိုင်ပင်သောအခါရှုပ်လိုက်တာကွာလေထဲမှာလည်းဘာမှတော့မရအိမ်လုံးလည်းဘာမှမလုံနိုင်မင်းဟာအပူတတော်ဝတက်တက်ပဲခင်ညွန့်ရဲ့ဟိုမောင်လူခင်ကရင်းရင်တီးတီးပြန်ပြောသည်ဟိုစင်ကားမူယခုလို ခင်ညွန့်ဟုမခေါ်ညွန့်ဟုယူယူရရခေါ်ခဲ့သည်ကိုတွေ့ကား မခင်ညွန်းကရင်ထဲမှာနာမိသည် သို့သောသူဘဝကမောင်လူခင်က လွဲပြီးမျောမြင်စရာမရှိကြောင်းတွေးကစိတ်ကိုကြိုးစားဖြစ်ပြီးကောင်းကောင်းမွန်မွန်ပင်ပြန်ပြောသည်ကလေးမျက်နှာမြင်ပြီးလို့ကြမ်းမာလာတဲ့အခါမှာလေလုတ်ကိုညွန့်ကြိုးစားပြီးလှုပ်ပါမယ်မောင်ရင်ညို့စိတ်တိုင်းမကြပါမယ်မွေးလာမယ်မောင်ရင်တို့အတွက်တော့ကြံကြံမမနဲ့လူပြေရောင်မောင်စီစဉ်ကူညီပေးပါဦးညို့ကတော့ဒီရွက်ရွာမှာဧည့်သည်လူဖြစ်နေတော့ဘသူ့ကိုဘလို့အကူအညီတောင်းရမယ်မသိဖြစ်နေလို့ပါမောင်ရင် မခင်ညွန်းကတနာစပွဲတောင်းပန်ရှာသည်သို့သောသူစိတ်အာယုံတစ်ခုလုံးကိုမအီမီကစူမိုးထားပြီးဖြစ်သောမောင်လူခင်ကမခင်ညွန်းတောင်းပန်စကားကိုနားထဲမှပြည်စုံအောင်မဝင်ခဲ့ချေမောင်လူခင်မိဘတွေကလည်းဂယုတဆိုင်မရှိလားမခင်ညွန်းသည် သူ့အလိုအတိုင်းစီစဉ်ဝဲချံစူဆောင်ပြောဆိုရမည်ကလည်းမခင်ညွန်းလက်ထဲမှာ တပြားမှမရှိရှာချေသူနေပြီအစီအစဉ်လည်းမရှိပြည့်ပြည့်စုံစုံ စီမံထားခြင်းလည်းမရှိ အနာမှာဆောင်မိသူလည်းမရှိပဲနဲ့မခင်ညွန်းတယောက်ကမစားလေးလှူရှားလာခဲ့သည်သူရဲ့ချင်းကမောင်လူခင်မိဘတွေကခလန်လန်ရွာတရွာက အလူကိုသွားနေကြ၍အိမ်မမရှိ မောင်လူခင်ကလေထဲမှာမအေးမင်းနဲ့နှစ်ပါးကြည်နေကြသောကြောင့်အိမ်မမရှိတကောင်ကျွတ်တမျက်နာဖြစ်သောမခင်ညွန်းအနေဖြင့်မိဘဆွေမျိုးရှိသော ရွာကန်လူမအေးမီကို ကိုလင်ခိုမန်းတိလျက်နဲ့ဘာမှမပြောဝင်သည့်အပြင် သွားရင်းလိုက်ရင်မအေးမေနဲ့ကြုံကြိုက်တွေ့ဆုံသည့်အခါမအေးမေကရံမူမိဟန်မျိုးပြတတ်သောကြောင့်ဦးကောင်းကိုရှောင်းတိန်လာခဲ့ရသည်ကိုအိနီနာချင်းဖြစ်သောဘွားရွှေအင်ကအတိအချာသိသည်ထို့ကြောင့်မခင်ညွန်းကိုတနာနေမိသည်ယင်းဤပြူစုအားပေးမည်သူတယောက်မှမရှိပေတကူဒီအိမ်မှာကြံရည်သောမခင်ညွန်း၏မချီမဆန့်အော်လိုက်သောအတန်တစ်ချက်ကိုဒေါ်ရွှေအင်ကတတိထားလိုက်မိသည်ထို့ကြောင့်ချက်ချင်းပင်မခင်ညွန်းရှိရာရောက်လာသည် မခင်ညော့ဖြစ်ပုံကိုမြင်လိုက်ရသောအခါဒေါ်ရွှေအိမ်သည်ယဉ်မှုမနာဖြစ်မိသည်မျက်နှာဖုံးကြီးကမျက်နှာကိုဆူလျက်မွေးလာသောကလေးသည်မြည်သည့်အချိန်ကအပြင်ကိုရောက်နေသည်မသိမျက်နှာဖုံးကိုချွတ်ပေမဲ့သူမရှိသောကြောင့်မငိုနိုင်မဲမိုးနေလေသလားမသိအတန်လဲမထွက်လှုပ်ရှားခြင်းလဲမရှိအညစ်အကြေးတွေးအိုင်ထဲမှာကလေးသည်တုံလုံးလေးဖြစ်နေသည် မခင်ညွန့်ကတတိလင်းနေရှာသည်ဖြစ်မှာဖြစ်ရလေခြင်းတော့ ခွေးလုတ်လုတ်ကြတယ်ဟဲ့ဒေါ်ရွှေအင်ကနှုတ်မှလည်းပြောကလေးငယ်ကိုလည်းမျက်နှာဖုံးကိုဆွဲချွတ်အင်းဒီနာချင်းတွေကိုလည်းအော်ဟစ်ခေါ်လိုက်သည်အတန်ကိုဟစ်အော်လိုက်တော့ဒေါ်ရွှေအင်အတန်ကြောင့်လေတော့မစင်မဲအင်းဆောင်ကြံရကြသည့်အင်းဒီနာချင်းတွေရောက်လာတော့အခါမျက်နှာဖုံးချွတ်လိုက်ပြီးပြီဖြစ်တော့ကလေးငယ်ကိုကောက်ယူထွေးပိုက်ကပြုစုသူကပြုစုတတိလေးနေတော့မခင်ညွန်ကို ပြုစုသူကပြုစုဖြင့်တအားသမျှလုတ်ကိုင်းပေးကြတော့လေ မျက်နှာဖုံးကိုအချိန်မီချွတ်ပြီးမြဲသူမရှိခဲ့သောကလေးငယ်ကအသက်မရှူနိုင်သောကြောင့်မွန်ပြီးတည်ဆုံနေခဲ့ပြီးဖြစ်ကြောင်းကိုသိလိုက်ကြရလေသည်ကလေးကအကြောင်းမထူးတော့ဘူးလူကြီးကိုဂယူးဆိုင်ဆန်းလူခင်ကိုလိုက်ခေါ်ကြအောင်တယောက်တခွန်ပြောရင်မောင်လူခင်ကိုလိုက်ခေါ်ရန်သွားသူကသွားသည်ကြံသူတွေကတတိယအောင်တက်သည်။ပြူစုကြသည်သို့သောမြည်သည့်အချိန်ကမြည်ခဲ့သူဖြစ်ပြီးမွေးနေမှမတိခဲရသောမခင်ညွန်းကတတိမလဲလာတော့ကြည် စိတ်ဆင်းရဲကိုဆင်းရဲဖြစ်သောဘဝမှလွမြောက်ခါအေးချမ်းသွားရှာလိပြီဒေါ်ရွှေအိမ်တို့လူစုသည်သွေးသားလည်းဘာမှမတော်ဆက်လင့်ကစားတကောင်ကြွက်မာလီဤဖြစ်ပုံကိုရင်တုမနာမျက်ရည်ကြာကြာရသည် မောင်လူခင်ပြန်ရောက်လာသည် မျက်နာပင်မပြတ်မောင်လူခင်မိဘတွေပြန်ရောက်လာကြသည်သူတို့တမိချင်းမစာလုပ်ပုံကို ပြန်တွေးကရှက်ဟန်တူသည်မျက်နာမကောင်းကြလင်ကရောယောက်ခမကရောမြည်သူကားမြတ် မျက်ရည်တစက်မထွက်သောအာသူဘအဖြစ်ဖြင့်နောက်တနေ့မှပင်မခင်ညွန်းတို့သားမီသည်တုတ်တန်မြေသို့ဖြစ်ကလက်ဆန်းရောက်သွားခဲ့ကြလိမ့်မည်။နားထောင်နေရသောမခင်ရွှေသည်ဟိုတနေ့ကအဖွာတော်နှင်းဖြူပြောပြခဲ့သောမခင်မင်းတို့သားမီဖြစ်ပုံကိုပြန်သတိရသောအခါမခင်မင်းသားအမီနှင့်မခင်ညွန်းသားမီဖြစ်ပုံကိုနိုင်ရှင်လိုက်မိသည်။နှစ်ယောက်လုံးတမျိုးစီရင်နာစရာကြည်ကွဲစရာကောင်းပါရဲ့ဘဝရဲ့။မခင်မင်းက မိဘညီကိုမောင်နှမတွေမျက်စိအောင်မှာအသက်ပေးချစ်တဲ့လင်ရဲ့ယူရကျင်နာစွာပြုစုမှုကိုခံယူပြီးရင်နာစရာကြည်ခွဲစရာအဖြစ်မျိုးကြုံသွားရတယ်။မခင်ညွန်းကတော့တကောင်ကျွတ်တမျက်နာဘဝမှာလင်ရဲ့ရက်ဆက်စိန်ငါမှုကိုကိုစင်ရဲ့စိတ်စင်ရဲ့ခံပြီးတော့ရင်နာစရာကြည်ခွဲစရာအဖြစ်မျိုးကြုံသွားရတယ်။ကြားရတာကျမစိတ်ထဲမှာဘလို့ခံစားရမှန်းတော့မသိဘူး။အေးကွဆီယာမလေးကမက်ခင်ညွန်ဖြစ်ပုံကိုမမြင်လိုက်ရဘဲနဲ့တောင်တလူစိတ်မကောင်းဖြစ်သေးတာပဲအဖွားတို့မှာ မျက်စိအောက်တင်းဖြစ်သွားတာကိုမြင်လိုက်ရတဲ့လူအဖို့ဘယ်မှာမျက်ရည်မကျဘဲနေနိုင်ပါလဲမက်ခင်ညွန်ရောက်ခမတွေနဲ့သူ့ယောက်ျားဘလို့ဝစ်လေသွားတာလဲဘွားဟိုမအေးမေးဆိုတဲ့မိမောမက်ခင်ညွန်တေတော့သူတို့ယူလိုက်ကြော်လားမက်ခင်ရွှေကမပီးသေးသောဇလန်းကိုဆက်မေးလိုက်သည်အိုးယူလိုက်သမားမက်ခင်ညွန်တေပြီဆိုတာနဲ့တပြိုင်နက်မအေးမေကအင်ပေါ်ရောက်လာတယ်လေအာတူပါကိစ္စဝိုင်းကူတယ်လို့လို့ပေါ့ဒါပေမဲ့အာတူပါကိစ္စပြီးတော့လေ မစင်းတော့ပဲတခါတည်းနေလိုက်တာပေါ့မောင်လူခင့်မိပါတွေကလည်းလက်ခံတာပဲလားဘွားလက်ခံတာပေါ့ဟဲ့လေလုပ်ငန်းခွင်မှာသူတို့သားလူခင့်ဘလောက်ထောက်သုံးမကြတယ်ဆိုတာသူတို့အသိဆုံးကိုအေးမီလိုမိမနဲ့ယူမှလေလုပ်ကနေရာကြမယ်ဆိုတာသိထားတော့ဘာမှမပြောတော့ဘူးအင်းပြူသူအစ်စ်ဖြစ်သူမှအဟောင်းတယ်ကွသူတို့တတွေအခုဘဝတင်ဝစ်လေသွားတာကိုတရွာလုံးသိလိုက်ကြတယ်ဒါပေမဲ့မောင်လူခင်ကိုဘယ်သူမှမတနာကြဘူးလေ ပြောပြပါပေါ့ပါမောင်လူခင်ဝစ်လေတာပဲအေးမေလည်းဝစ်လေတာပဲနှစ်ယောက်လုံးတမျိုးစီ ခံစားသွားကြရတယ်လေအေးမေနဲ့လူခင်ယူပြီးလူခင်မိပါတွေလည်းဆုံးကုန်ကြတော့မောင်နှမတို့ရတဲ့ရတိုက်တဲ့အမွေခွဲယူကြတယ်အဒီမှာအေးမေကသူ့တဘောအတိုင်းချဲလဲတယ်လူခင်ကလည်းစိတ်တန်းကြနေတယ်လူမဖက်ဖဲနတ်ဖက်တယ်လည်းမရပဲအဖွားကြီးကပြောပြီးပါဇက်ထဲကကွန်ဝါဘက်ကိုထွေးမိဟန်ပြင်လိုက်သောအခါမခင်ရွှေကစကားပြတ်သွားပြီဆိုသောကြောင့် ကဗျာကလေးထွေးကန်ကိုယူပြီးအလိုက်သိမ့်ခံပေးလိုက်သည်အဖွာကြီးကကွန်ဝါဘက်ကိုထွေးပြီးစကားဆက်ပြောလိုက်၏အိမ်တွင်ရေးကိုရောလေလုံငန်းကိုရောလူခင်ကဘာမှပြန်မကြည့်တော့ဘူးလေငါးရက်တစ်ခါလောက်မြို့တယ်လေပတ်နေတယ်တစ်ခါတလေတညာအိတ်တစ်ခါတလေလေငါးရက်ကြာတယ်အေးမေကလည်းလေလုတ်ကိုကုံယုံလုတ်ငွေစုလူခင်ကမြို့တက်ပြီးပတ်စံကိုတွင်တွင်ဖြုံးတော်တာပေါ့အေးမေကလည်းသူ့အခြေအနေနဲ့ကွာလန်းလွန်းတဲ့လူခင်ကိုကံအားလျော်စွာရထားတော့ အခြေနဲ့ကြီးကျင်းနေပြီလူခင်ဘာလို့လို့အလိုလိုက်ထားတယ်။အေးဒါပေမဲ့အိမ်မှာနေတယ်လို့မရှိပဲပတ်စံကိုတွင်တွင်ယူပြီးမြို့ကိုပဲတက်သွားနေတော့ကြာတော့အီမီကတန်တရားဖြစ်ပြီးလူခင်မြို့သွားနေတော့နောက်ကလိုက်ချောင်းတော့မှမြို့ပေါ်ကအရက်ပြက်မိမလဲတယောက်နဲ့ညာနေကြောင်တိလိုက်ရတော့တယ်။အီမီဆိုတာဆက်ဆက်တုံနေတာပဲ။သူရှာတဲ့ဝင်နဲ့မရငယ်ယူပျော်ပါနေတော့အီမီခင်ဗျာဘယ်ခံနိုင်မှာတော့။မခင်ညွန်လက်ထက်ကသူခိုးလိုက်စင်က မခင်ညွန်လည်းဒီလိုပဲခံစားရရှာလိမ့်မယ်ဆိုတာသူတွေးမိပါမလားမသိဘူးမခင်ရွှေကပြောလိုက်သည်အေးကွမခင်ညွန်လေးတော်တော်တနာစရာကောင်းပါတယ်သူ့လင်ကိုခိုးတာတည်ရဲ့နဲ့လင်ခိုးသူကရိုက်မောင်းပုံမောင်းလို့တောက်ကိုကြောက်ရှာလွန်းလို့ငုတ်ခံသွားရရှာတယ်အေးမေကတော့မခင်ညွန်လို့ငုတ်မခံဘူးသူ့လင်ကိုခိုးရမလားရဲ့လို့သူ့မေကိုအဖော်ခေါ်ပြီးမရေငယ်ကိုအိမ်ပေါ်တက်ရိုက်တယ်လေသူ့လေကြတော့နာတတ်လိုက်တာနော် မခင်ရွှေကယွန်ရှာသောစိတ်ဖြင့်ပြောသည် နားထောင်ဦးဆီယာမလေးရဲ့မရင်ငယ်ကအလဲရှုပ်ပဲဟာသူ့အပေါင်းအသင်းကလည်းရှိနေတော့အိမ်ပေါ်တက်ရိုက်တဲ့အီးမီလိုသားမီကိုသူတို့အပေါင်းအသင်းနဲ့ဝိုင်းပြီးတော့နှံလိုက်တာအီးမီတို့သားမီဖို့ဖို့ကြည်အောင်ခံလာရတဲ့အပြင်ပိုင်နဲ့ကျူးလွန်မှုနဲ့တရားဆွဲလို့သားမီနေအောင်လုံးအချုပ်ထည့်ရောက်သွားပါရောရွာကလူကြီးတွေလိုက်လာပြီးအာမခံရတယ်အမှုဆိုင်တော့လေဟိုမိန်းမကအဆက်အသွယ်ကောင်းတော့သူတို့သားမီအိမ်ပေါ်တက်ပြီးကျူးလွန်တာသာထင်ရှားပြီးထောင်တန်းတက်လာမဆောင်နိုင်ရင်ဒဏ်ငွေ300ဆိုတော့ ဒဏ်ငွေဆောင်လိုက်ကြရတယ်။အဲ့ဒီအချိန်မှာ လူခင်ကဘသူ့ဘက်ကလိုက်လဲဖွားပါ။အဖွားကြီးကတချိုးကလေးထွက်အောင် အာပါတရာရေလိုက်။ဘာကြောင့်ရေတာလဲဖွားပါ။မခင်ရွှေကနားမလည်တော့ကြောင့်မေးသည်။လူခင်ကမရင်ငယ်ဘက်ကဘောဟဲ့။ရိုက်နဲ့တပ်ပုတ်နေကြတဲ့အချိန်သူရှိသားပဲ။မရင်ငယ်ကအေးတာနေလို့ထိုင်ကြည့်နေတာတဲ့။တသက်ခံတော့လေမရင်ငယ်ဘက်ကပြင်းပြီးထွက်တယ်။ဒါကြောင့်အေးမီလို့ရှုံးတာ။စိတ်မကောင်းစရာတခုက ဲ့ဒီအချိန်မှာအီးမေမှာကိုဝင်သုံးလာလောက်ရှိနေပြီ။တက်ကြပုတ်ကြအမှုဆိုင်နေတဲ့အချိန်ကတော့သူ့ကိုဝင်ကဘာမှမဖြစ်ဘူးလေ။အမှုပြီးလို့အိမ်မှာအေးအေးဆေးဆေးပြန်နေကမှကိုဝင်ပြက်ကြသွားတယ်။သူ့အမေအနားမှာရှိပေမဲ့လူခင်ကတော့အမျိုးကမရေငယ်စေရောက်နေတယ်။အမှုဖြစ်ပြီးမှလူခင်ကအီးမေကိုကွာမဲကြီးပြောနေလို့အီးမေကဘာမှမပြောရဲပဲအသာချိုနေရရှာတာ။လိုက်မခေါ်ဘူးလား။မခင်ညိုလေးကိစ္စကြောင့်အိနီနာချင်းတွေကလည်းနည်းနည်းစည်စနာပြက်ခဲ့ကြတယ်။သူတို့ကလည်း လူခင်နဲ့ညာပြီးမှမာနာတက်နေကြလို့အိမ်ကြီးနားချင်းနေနဲ့လည်းတိတ်မယုံဒါကြောင့်ဘာတိဘာသာပဲနေကြတာကိုလေထဲဆင်းလို့အလုတ်ပင်မှန်ခဲ့တဲ့တန်ရောမရငယ်အုပ်စုကဝိုင်းရိုက်ထားတဲ့တန်ရော အကုန်စုကင်လိုက်ဟန်တူပါတယ်ကလေးပြက်အပုပ်ဆန်ပြီးအေးမေလည်းတည်သွားရှာတယ်လေအော်ဝိလေတာများကြောက်စရာကောင်းလိုက်တာနော်ဘဘာအေးဒါကအေးမေဝိလေပုံကွယ်လူခင်ဝိလေပုံကကြံသေးတယ်ဟုတ်ကဲ့ပြောပါဘဘာအေးမေစုံသွားပြီးမှ လူခင်ကလည်းအစကတည်းကတော်မှမပြောနိုင်လဲလို့မလုံနိုင်တဲ့လူဘော်ကြောတယောက်ပဲတော်မှသူ့ပိုင်သမျှလဲမြလှဲ့နွားအင်ကိုရောက်ပြီးမြို့ကိုပြောင်းသွားတယ်ပါသမျှမရင်ငယ်လက်ထက်အကုန်အပ်လိုက်ရောမရင်ငယ်ကလည်းသူ့လက်ထက်ရောက်လာတာအဆုံးဆုံးဖြစ်စီပဲနောက်ထပ်ထွက်စရာမရှိဘူးဆိုတာလည်းသိရောလူခင်ကိုလင်းလို့မထားတော့ဘူးလေထမင်းချက်ခိုင်းထမင်းလျှော်ခိုင်းလူခင်ကိုကြောင်တောင်ထားပြီးသူ့လုံနေကြယောက်ျားတယောက်ပြီးတယောက်တွဲတဲ့အလုပ်ကိုပဲပြောင်ပြောင်ပဲလုပ်နေတော့တယ် သူအင်မတန်စုံမတက်မရကသူ့ကိုကြောင်တောင်းထားပြီးတခြားယောက်ျားနဲ့ជីနုနေရမြင်ရတဲ့လူခင့်စီထဲမှာဘလို့နေမလဲမသိဘူးနော်ဘောပါမခင်ရွှေကစင်စင်စားစားပြောသည်အေးကွယ်မခင်ညွန့်နဲ့အီးမေစိတ်ထဲမှာဖြစ်နေပုံအခုမှသူစဉ်းစားမိပါတယ်ဆိုတော့တို့ရွာလူတယောက်ကိုပြောပြတဲ့လေသူဒီလိုဖြစ်နေပုံကို့ယူရသူရွာသားတွေတိတာ သူဘလောက်ရှက်နေမလဲမသိဘူးရှက်တာပေါ့ဆီယာမလေးရဲ့အတွေ့မှမခံမင်းလောကကြီးကအဆန်းသား လူသည်မခံစေခြင်းလို့ဖုံးဖိလေပေါ်လေကိုမယင်ငယ်ကကျုံလို့ထားတော့မယင်ငယ်ဈေးဝယ်ရမှာကျုံဆုပ်ပြတဲ့တရက်စီယုံမျိုးနဲ့ဈေးချင်းနှောင်းကန်ပြီးနောက်ကလိုက်နေတာကိုမြို့တက်လာတဲ့ဒုရသားတယောက်နဲ့ကြုံကြိုက်ပြီးတွေ့လိုက်ရတယ်ဘလို့ဖြစ်နေတာလဲလူခင်းလို့မေးတော့သူဘာဖြစ်တယ်ဆိုတာတော့မပြောမခင်ညွန်းနဲ့အီးမီဖြစ်နေပုံအခုမှသူစဉ်းစားမိတယ်ဆိုတာသာပြောလိုက်တယ်တဲ့နောက်တော့ဘာဖြစ်သွားလဲပပအေးလေမယင်ငယ်ကသူ့မျက်စိအောက်မှာယောက်ျားထယ်လေတွဲနေတာကို လူခင်မှာမကြည့်ချင်မြည်ရသားဖြစ်နေတဲ့တံကိုကြာကြာမခံနိုင်ရှာတော့ဘူးပေါ့ပါသည်မလဲပြောင်းတလင်းခါဖြစ်တော့အဝတ်တတဲကိုတခုနဲ့မရေငယ်အင်ကဆင်းလာခဲ့ရတယ်ရွာပြန်ရောက်တော့ညီကိုမောင်နှမတွေအိမ်မှာတအိမ်ကစူဆောင်းလိုက်တအိမ်ကိုဆင်းလာနေလိုက်နဲ့မကြည့်ဘူးတဲ့ထမင်းကိုစားဘာလို့မှမလုပ်ဖဲတုတ်တန်သွားပြီမခင်ညွတ်မြုပ်ထားတဲ့နေရာမှာထိုင်ငိုလိုက်အေးမီမြုပ်ထားတဲ့နေရာမှာထိုင်ငိုလိုက်နဲ့ကြာတော့စိတ်ပါမမှန်ပဲဖြစ်ပြီးယူသွားရှာတယ်ကွယ် မအေးမီဝှက်လေတာကတော်သေး။သူဝှက်လေတာကစိတ်စင်းရဲတာရှည်လိုက်တာနော်ပေါ့ပါ။မောင်လူခင်ယူတော့တုတ်တန်ကမပြန်တော့ဘူး။မရနှစ်ယောက်မြေပုံပေါ်တလဲစီလူးလိမ့်လိုက်။ဩငူလိုက်။မြို့ပေါ်ကမရေငယ်ကိုဓာချင်းချင်းလိုက်။သူ့ညီကိုမောင်နှမတွေကလည်းစေတနာမရှိတော့ပေမဲ့မောင်နှမဆိုတဲ့တန်ရောစင်ကြောင့်လိုက်ခေါ်ကြပါသေးတယ်။သူကိုယ်တိုင်ကလူမန်းမသိထမင်းဟင်မန်းမသိဖြစ်သွားပြီကွ။ရက်ကြတော့လေသူ့သားချင်းတွေကယူသွားပြီ။ဂယူးတဆိုင်မရှိကြတော့ဘူးပေါ့။ ကြုံကြိုက်တဲ့လူကတခါတရံကျွေးမွေးပေမဲ့စားချင်မှစားပြနေတယ်။တိတ်တော်မကြလိုက်ပါဘူး။လင်းငါ6လလောက်ပဲရှိပါလိမ့်မယ်။တုတ်တန်ထဲမှာပဲတည်သွားတယ်။ဝိကျွတ်သွားတာပေါ့နော်ဘဘ။အဲ့ဒီလိုပဲဆိုရမှာပေါ့လေ။သေးနေတာတောင်ဘသူမှမသိဘူး။နွားချောင်းသားလေးတယောက်ကမြင်လာခဲ့လို့သာသိကြရတာ။အဲ့ဒီတော့မှသူ့သားချင်းတွေလည်းဘုံကြီးတစ်ပါးပင့်တရဏဂုံတင်ပြီးမြင်းမြုပ်လိုက်ကြရတယ်။အဖွားကြီးကစကားအစုံတက်လိုက်ပြီး ထမင်းစားခြင်းတံမီဖြစ်ကြောင်းပြောလိုက်သည်မခင်ရွှေသည်အဖွာကြီးထမင်းစားရင်ပြင်ဆင်လုပ်ကင်ပေးနေရင်ပင်မောင်လူခင်တို့အကြောင်းကိုတွေးနေမိသည်မောင်ကျင်ဖေးနှင့်မခင်မင်းတို့ကတယောက်နဲ့တယောက်အသက်တမျှချစ်ကြပါလျက်နဲ့မိဘဆွေမျိုးတွေအကြောင်းပြုငွေရည်ကြီးရေးကိုအကြောင်းပြုပြီးချစ်လျက်နဲ့တေခွဲကွဲခဲ့ကြသည် မခင်မင်းသည်မိဖွားပြီးတွေးနူးနူးဖြင့်တည်ဆုံခဲ့ရသည်မခင်ညွန်းနှင့်မအီမီတို့လည်းဝမ်းမာလွေရသောရင်သွေးတွေကြောင့် သွေနူးနူးဖြင့်တည်ဆုံခဲ့ရသည်။သို့သောမခင်ညွန်းနှင့်မအေးမေတို့တည်ဆုံသည့်အချိန်မှာ လင်ယောက်ကြဤယူရကျင်နာမှုကိုမခံစားခဲ့ကြရ။မောင်ကျင်ဖေးနှင့်မောင်လူခင်တို့ဤဇနီးအပေါ်မှာထားရှိခဲ့သည့်မေတ္တာစည်စနာကအဖြူနှင့်အမဲလူဖြောင်ဖြောင်ကြီးစံချင်နေသည်။မယားရီတီကုံမှအယူကြီးဖြစ်သွားသောမောင်လူခင်ကအကျိုးမရှိသောအလုပ်ကိုလုပ်နေသူဖြစ်၍တနာစရာအကြောင်းမရှိဟုမခင်ရွှေကတွေးပြီး အဖွာကြီးကိုထမင်းဆိုင်ရာမှာလိုအပ်သောပြုစုမှုကိုပြုလုပ်ပေးနေလိုက်သည် ထိုအခိုက်လူတယောက်ရေကြီးတုပ်ပြားဖြင့်အိမ်ရှိက သွားသည်ကိုလမ်းမြင်လိုက်သောအဖွာကြီးကဟဲ့ဟဲ့ခူလူဟာဖုန်းတော်ကြီးကြောင့်ကကပ်ပြာကြီးဟုတ်လားဘာကိစ္စပါလဲတုပ်တုပ်ပြားပြားရှိလိုက်တာဟုပြောသောအခါအဖွာကြီးသမီးကကြောက်ချင်တဲ့လာရှာတဲ့မြို့ဝလူတယောက်ရွာထဲရောက်နေတယ်လေအမေရဲ့ကြောက်ချင်တဲ့ရှိတဲ့နေရာကိုညွှန်နိုင်လိုက်ပြနိုင်ထိုက်တဲ့လို့အခကြီးငွေပေးမယ်ဆိုလို့ တပ်ပြာကြီးသွားတာထင်နေဟူဖြေသောအခါမခင်ရွှေကဒီရွာနားမှာကြောက်ချင်နေရှိလို့လားအမေဟုမေးလိုက်သည်အဖွာကြီးသမီးကဒီကြောက်ချင်နေအကြောင်းကလည်းသူ့ရာဇဝင်လေးနဲ့တူပဲဆီယာမလေးရဲ့ဟုပြောသည်သူကအဖွာကြီးကဝင်ပြီးရှင်းပြ၏ဒီကြောက်ချင်နေအကြောင်းသိချင်းဘုန်းတော်ကြီးကမှအသေးချာပြောနိုင်တာဘာကြောင့်လဲဆိုတော့ဘုန်းတော်ကြီးကိုယ်တိုင်တွေ့ကြုံခဲ့ရတာကိုဒီကပ္ပရာကြီးကဘုန်းတော်ကြီးမိန်ကြားတော်မူတာကို နစုံနပြားတဆင့်ကြပါဖုန်းတော်ကြီးကိုမေးလျှောက်လို့ဖုန်းတော်ကြီးကပြောပါမလားဘဘွားမခင်ရွှေကမေးသည်အေးတို့ဖုန်းတော်ကြီးကြောင်းသွားပြီးတီလာဆောင်တဲ့အခါတီလာပြီးတဲ့ဖုန်းတော်ကြီးကိုသာဆီယာမလေးကကြုံဘူးတွေ့ဘူးတာကိုကျောင်းကြီးပေါ်မှာတက်တော်60ကျော်နေပြီဖြစ်တဲ့ဆီယာတော်ဦးကြီးတပါရှိနေသေးတာဆီယာမလေးမသိသေးဘူးတက်တော်60ကျော်ပေမဲ့တတိတော်တိတ်ကောင်းနေတငယ်မပြန်ဘူးမှတ်ညံလေးပြေစုံတာပဲအဲ့ဒီဆီယာတော်ကြီးက ကြောက်ချင်တဲ့အကြောင်းကိုရိကြုံလာတာတော်တော်ထူးထူးဆန်းဆန်းဖြစ်လို့လားဘောဘွာအေးတော်တော်လေးတော့ထူးခြားတယ်ကြောက်ချင်တယ်ဆိုတာတကယ်တော့တော်တော်လေးအစွမ်းရှိတာကျမသိချင်လိုက်တာဘောဘွာမခင်ရွှေကတောင်းတတာတာ ပြောတော့အခါသိချင်ဒီတပတ်လာမယ့်ဥပုံနေမှာเจ้าကိုဆီယာမလေးလိုက်ခဲ့မယ်မဟုတ်လားအဲ့ဒီတော့ဆီယာတော်ကြီးကိုတွားဖူးပြီးဆီယာမလေးသိချင်တာကိုမေးလျှောက်ပြီးတော့စိတ်ရှိလက်ရှိမိန်ကြားတော်မူတတ်ပါတယ် ဥတော်အဖွာကြီးစကားကြောင့်မခင်ရွှေသည်ဝမ်းမြောက်ဝမ်းသာဖြင့်ဥပုံလေးကိုမြ мян ရောက်ပါစေတော့ဟုပင်စိတ်ထဲကကလေးတပွဲဆူတောင်းလိုက်မိသည် ဆီယာမကြီးမဝင်းမြင့်ဤသားချတဲ့ရေပြအိမ်မဇလန်းများဆိုတဲ့စာအုပ်မှရေပြအိမ်မဖုံတော်ကြီးဆိုတဲ့အပိုင်းကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်။နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါသည်ရှင်။